မင်္ဂလာပါခင်ဗျရေကုတ်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လက်ပတန်းမြို့နယ်ကတရချောင်းကြေးရွာဘက်စစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတက်တွေကြားတိုက်ပွဲဖြစ်ပွားမှုအတွေ့စစ်တပ်ဘက်ကစစ်သားအယောက်20ကတော့အတိအသေးတိုက်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းတွေစီကနေတနက်16လက်ကူပါတော်လိုင်းတက်တွေကတပါတဲ့တင်းစီရရှိထားရုံနဲ့ကနောက်တဲ့စစ်သား12ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်ဆိုပါလေ တနိုင်ငံလုံးအပြစ်ခက်ရစရေးစာချုပ်မှာအရင်ကလက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေမပါသည့်တိုင်အောင် NCA လုပ်ငန်းစဉ်တွေကိုဆက်သွားမယ်ဆိုပြီးအကြံဖတ်စစ်တပ်ပြောခွင့်ရဇော်မင်းထွန်းကပြောဆိုလာပြန်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆိုးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပဲခူးတိုင်းလက်ပတန်းမြို့နယ်ကတရချောင်းချင်းရွာဘက် စစ်ကြောင်းထိုးလာပြန်တဲ့အကြပ်ဖက်စစ်တပ်စစ်ကြောင်းတွေတော်လိုင်းတတွေကြတိုက်ပွဲဖြစ်ပွားမှုအတွေ့စစ်တပ်ဘက်ကစစ်သားအယောက်20ကတော့အတိအသီးသိမ့်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းတွေစီကနေတနက်16လက်ကိုပါတော်လိုင်းတတွေကတပါးနဲ့တင်းစီရရှိထားရုံနဲ့မကဘူး နောက်ထပ်စစ်သား12ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့တိုက်ခိုက်မှုအတွင်းပါဝင်နေတဲ့ PDF သတင်းရှင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိရန်ကုန်ခေတ္တကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းတိုက်ပွဲအတွင်းအရှင်ဖမ်းဆီးရမိထားတဲ့အကြမ်းဖက်စစ်တပ်ဘက်ကစစ်သား12ဦးကိုဒေါ်လာရင်းတတွေကလက်မှာကြိုးတုပ်ပြီးဖမ်းဆီးထားတဲ့ပုံတွေကိုလည်းအတိုင်းသားမြင်တွေ့နေရပါတယ်။ဒါကတော့အော်တိုဘားလာ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲလက်ဗရန်မြို့နယ်တရချောင်းဂျေးရွာဘက်စစ်ကြောင်းထိုးလာပြန်တဲ့အကြမ်းဖက်စစ်တပ်ကို တော်လည်းရေးပူပေါက်တက်တွေကလမ်းကနေအတင်းဆောင်ပြီးကြဖြတ်တက်ခိုက်ချင်းမုန်းခဲ့ကြစွာလေအဲ့ဒီလို တက်ခိုက်မှုအတွေ့အကျန်းဖတ်စစ်တပ်ဘက်ကအယောက်20ကတော့အတိအသင့်တိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါအလောင်းနေစီကနေတနက်16လက်ကူပါတော်လည်းတက်တွေကတပါတဲ့သိန်းစီရရှိထားရုံနဲ့မကနောက်ထပ်စစ်သား12ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့တက်ခိုက်မှုအတွေ့ပါဝင်နေတဲ့ PDF သတင်းရှင်းမိကပြောထားပါတယ်အဲ့ဒီလိုတက်ခိုက်မှုတွေကိုတော့ PDF တရင်33မျက်နှစ်တခွဲတွင်နေနေမီကန်တရင်တပ်ဖွဲ့တွေပူပေါင်းပြီးတိုက်ခိုက်ချိန်မုံးခဲ့တာဖြစ်တယ်လို့စစ်တပ်စစ်ကြောင်းကတော့တော်တော်ကိုအထိနာပြီးပြန်ဆုတ်ပြေးသွားကြတယ်လို့သိရပါတယ်။လက်ရှိဘကိုးတိုင်းဘက်မှာဒေါ်လာရေးတက်တွေထိန်းချုပ်ထားတဲ့နေမီတွေကိုစစ်တပ်ကပြန်လဲလိုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားတွားလုံနေပြီမယ်။သူတို့စစ်တပ်ဘက်ကသာဒေါ်လာရေးတက်တွေရဲ့တံပြန်တိုက်ခိုက်ချိန်မုံးမှုကိုခံရပြီးသူတို့တဆွဲထားရမျိုးပေါ်တွေကိုသာပြန်ပြန်ဆုတ်ပြေးရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်သတင်းရှိမိကပြောထားပါသေးတယ်ခင်ဗျ။ မှာတော့တနိုင်ငံလုံးအပြစ်ခက်ရစေးရေးစာချုပ်မှာအရင်ကလက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေမပါသည့်တိုင်အောင် NCA လုပ်ငန်းစဉ်တွေကိုဆက်သွားမယ်ဆိုပြီးအကြံဖက်စစ်တပ်ပြောခွင့်ရဇော်မင်းထွန်းကပြောဆိုလာပြပါတယ်ဒါကတော့ယမနီကနေပြည်တော်မှာသူတို့စစ်တပ်ကပြုတ်လုတဲ့ NCA စနစ်ပြအခမ်းအနားအပြီးစစ်တလောက်ခဲဝါရဖြန့်မီဒီယာတွေကိုအဲ့ဒီအကြံဖက်စစ်တပ်ပြောခွင့်ရဇော်မင်းထွန်းကပြောဆိုသွားပြန်တာပါလက်ရှိမြန်မာနိုင်ငံရဲ့ NCA စာချုပ်ဟာ စက္ကူစုပ်ဖြစ်သွားပြီလို့ GNU အပါအဝင်တော်လှန်ရေးတပ်တွေကထုတ်ပြန်ကြေညာချက်ကိုလည်းအကြမ်းဖက်ဇော်မင်းထွန်းကသူ့အနေနဲ့အဲ့ဒီကြေညာချက်ကိုတွေးတဲ့အကြောင်း NCA စာချုပ်ဟာစက္ကူစုပ်မဟုတ်ပဲနိုင်ငံကအသည့်တပ်တွေအရှိမလက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်ဖြစ်တဲ့အကြောင်းလက်ရှိအဲ့ဒီ NCA မှာလက်မှတ်ထိုးနေတဲ့အဖွဲ့တွေရှိနေတယ်မြတ်အဲ့ဒီစာချုပ်ဟာတရှိနေအောင်မှာဖြစ်တဲ့အတွက်အဲ့ဒီ NCA စာချုပ်မှာအရင်ကလက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေမပါတိတိုင်အောင် NCA လုပ်ငန်းစဉ်တွေကိုဆက်သွားမယ်ဆိုပြီးအကြံဖတ်ဇွန်မင်းထွန်းကအခုလိုပြောဆိုသွားပြန်ပါတယ်ဒီ NCA စာချုပ်ဒီနိုင်ငံတကာအသိတတိရှိမှအားလုံးကကျွန်တော် EAO တွေရဲ့သဘောတူညီချက်ပေါ့နော်စောင့်ရက်ခဲ့တာဖြစ်ပါတယ်အဒီအတွက်သူတို့ပြောနေလို့ NCA စာချုပ်ကပေါ့နော်ဟိုစကုစုံတစ်ခု ဖြစ်သွားစရာလည်းအကြောင်းမရှိဘူးနော်ဒီအခွင့်အစည်းတွေရှိနေသမျှကာလပါလို့ NCA စာချုပ်ဆိုတာဒီ NCA ဂတိကူတယ်ဆိုတာရှိနေမှာဖြစ်မယ် NCA ဆိုတာဒီကျွန်တော်တို့ဒါ ပစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုတဲ့ငင်းညာရေးဆိုတဲ့ဟာတစ်ခုနဲ့တည်းမဟုတ်ပါဘူးသူဒီနိုင်ငံတီဆောက်ရေးတိုင်းပြည်တီဆောက်ရေးအစီအပါတဲ့အတွက်ကြောင့်မလို့သူတို့လှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေဒီလုပ်ငန်းစဉ်ကြီးသည်ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်ကြီးသည်ခုနကျွန်တော်ပြောလို့မရှိသေးတဲ့အထက်ရှိတဲ့ဟာပိုကောင်းပါတယ်ရှိပြီးသားဟာပေါ်မှာပဲကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဘယ်လိုပြုပြင်မွမ်းမံကြမလဲဆိုတာကို တွေးခေါ်ကြံစားဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းလို့တစ်ဖက်မှာတော့လက်ရှိမြန်မာနိုင်ငံမှာဆန္ဒဒိမ့်မှုနဲ့စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်နေမှုတွေကြောင့်ဒဏ္ဍာရီလုံးအပြစ်ခက်ရစဲရေး NCA စာချုပ်ဆိုတာဟာရဆိုင်သွားပြီးစက္ကူစုပ်တစ်ခုအဖြစ်သာရောက်ရှိသွားပြီဖြစ်တဲ့အကြောင်းနဲ့မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရီမန်းချက်တွေကိုစစ်တပ်ကပဲပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်တာဖြစ်တဲ့အတွက်လက်ရှိစစ်တပ်ကဟန်ပြလုပ်နေတဲ့ NCA အခမ်းအနားတွေအတုယောင်ရွေးကောက်ပွဲတွေဟာ ပဂတိလက်ရှိမြန်မာနိုင်ငံရဲ့အကြက်အတဲနဲ့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘဲပဋိပက္ခဒေတာပုံမိုးဆိုးရွားလာမှာဖြစ်တဲ့အကြောင်းကို GNU အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်6ဖွဲ့ရဲ့စုပေါင်းထုတ်ပြန်ချက်မှာပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့စကိုင်းမင်းကိုလက်မိုက်မှာအချက်ဖက်စစ်တဲ့စစ်ကြောင်းကိုတော်လိုင်းရဲ့တပ်တွေကတိုက်ခိုက်ချင်းပုံမှုအတွေ့စစ်တပ်ဘက်ကခလာရတတိချောက်ဘူကြီးမင်းထွန်းဆိုးဆိုးသူအပါဝင်စစ်သား၅ဦးကတော့အတိအသိကုန်ကြတဲ့အပြင်သူတို့စီကနေတနက်9လက်ကိုပါတပါတဲ့တင်းစီရရှိခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့အော်တိုဘားလ7ရက်နေ့ကပဲစကိုင်းမင်းကိုလက်ပေါက်တော့ချေရွာမှာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေတဲ့အချက်ဖက်စစ်တဲ့စစ်ကြောင်းကို ဒေါ်လာအင်းတပ်တွေကဝင်ရောက်တက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေ။အဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်ကခလာရ116ဘူကြီးမင်းထွန်းစိုးစုတ်သူအပါဝင်စစ်သား5ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတယ်နော်။အဲ့ဒီစစ်သားတွေဟာပြည်သူတွေရဲ့စံကင်နဲ့ကားကိုအတင်းချောဆွဲပြီးထွက်ပြေးသွားကြတယ်လို့တိုက်ပွဲအတွေ့ဒေါ်လာအင်းရဲ့ဘော်တူလည်းကြာဆုံးခဲ့ရတယ်လို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါလေ။အဲ့ဒီတိုက်ပွဲတွေကနေ အကျက်ဖက်စစ်သားတွေရဲ့ MA1 တနက်2လက် MA3 တနက်3လက်အပါဝင်စုစုပေါင်းတနက်9လက်နဲ့ခဲယံအပေါင်းဆောင်တပ်တေကန်ကပ်ပြားတွေကိုပါတော်လိုင်းတပ်တွေကတိမ့်စီရရှိခဲ့တယ်လို့ယူနီကွန်ပြောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့အမျိုးသားညီအစိုးရ MG ကကွေးဝင်ကြီးဌာနအောက်မှာရှိတဲ့မိုးကုတ်ပြူဟာကနေတပ်သားအစ်စ်တွေခေါ်ယူနေတဲ့အကြောင်းကြေညာထားပါတယ်အခုချိန်မှာတော်လန်ရေးမှဝင်ကူညီဖို့ဆုံးဖြတ်ရင်လေနောက်မကျသေးတဲ့အတွက် ဘယ်အချိန်ဘယ်ပြေးရမလဲဆိုပြီးတွေးကြောက်နေကြပြန်အစားဘယ်နေရာမှာဘလို့ပြန်ကျုံရမလဲဆိုတာတွေတင်ပေးမယ်လို့မိုးကုတ်ဗျူဟာကဆိုထားပါတယ်။ဒါပြင်အားလုံးမျှော်မှန်းထားတဲ့ Federal Democracy စနစ်တစ်ခုစီဥတီမောင်းနေနေတဲ့ရန်နေရာကြီးမြန်မြန်ခရီးရောက်ဖို့အတွက်တော်အားများများလိုအပ်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်ဆန္ဒရှင်စနစ်ကိုအမြင့်ပြတ်ချေမှုန်းရေးအတွက်များများနဲ့မြန်မြန်တွန်းပြီးလွတ်လပ်မှုစီအတူလျှောက်လန်းကြဖို့စစ်တီတော်အစ်စ်တွေကိုမိုးကုတ်ဗျူဟာကနှွေးထွေးစွာဖိတ်ခေါ်နေတယ်လို့ထုတ်ပြန်ထားပါတယ် တိလို့သူများကိုမဟုတ်ဘူဟာရဲ့လူမှုကွန်ရက်စာမျက်နှာကနေမေးမြန်းနိုင်ပါတယ်လို့လည်းဆိုထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရှောင်းနိုင်တကူမြို့တင်မြောက်ပိုင်း32ရက်ကွာမှာအချက်ပစစ်တဲ့လက်အောက်ခံအုတ်ချုပ်ရေးမှုကြော်သိမ့်တဲ့အဖွဲ့ကနေကင်းအချိန်မှာတင်လူငယ်တွေကိုစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့မိတ်ဆွေတွေကရောင်းခစ်တစ်ကိုပြောပါတယ်ဒါကတော့အခုအော်တိုဘောလအတွင်းမှာဖွင့်မဲ့အချက်ပစစ်တဲ့ရဲ့စစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက် လူငယ်အရေးအတွက်မပြေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ရန်ကုန်မြို့တကုန်းမြို့တင်မြောက်ပိုင်းမြို့နယ်အမှတ်32ရပ်ကွက်အုတ်ချုပ်ရည်မှုကြော်သိမ်းနေသူရဲ့နောက်လိုက်ထောင်ထွက်တခိုးတွေပါတဲ့အဖွဲဟာနေခင်းအချိန်မှာလူငယ်တွေကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုဖမ်းဆီးခံရတဲ့လူငယ်တွေတဲကငွေကြေးတက်နိုင်တဲ့လူငယ်တွေကိုဆိုရင်တဦးကိုငွေကြေးသိန်း90အထိပေးပြီးမှပြန်ရွေးခဲ့ရတာတွေလည်းရှိသလိုငွေမပေးနိုင်တဲ့လူငယ်တွေကတော့စစ်တပ်ထက်ကိုအပုတ်ခံရတယ်လို့ ဖန်စီခံရတဲ့လူငယ်တချို့ရဲ့မိတ်ဆွေတွေကပြောထားပါတယ်အလားတူမကွေးတိုင်းစလင်းမြို့ပေါ်ရက်ွက်တွေပါလေအချက်ဖတ်စစ်တပ်ကအောက်တိုဘာလ23ရက်နေ့နဲ့25ရက်နေ့မှာပဲအလုကပြန်လာတဲ့လူငယ်အပါအဝင်စုစုပေါင်းလူငယ်၄ဦးကိုမြို့ပေါ်မှာတင်ပေါ်တာဆွဲဖန်စီသွားခဲ့တယ်လို့ပြည်သူညီနောင်စလင်းတာဝန်ခံကိုပြည်သူကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရေကုံမျိုးကအင်းစိန်အချင်းထောင်တဲမှာအချင်းကြခံနေရတဲ့နိုင်ငံရေးအချင်းသားတွေနဲ့တခြားအချင်းသားတွေကို ကျန်ဖက်စစ်တပ်ကသူတို့လုပ်မဲ့အတုရောင်ရွေးကောက်ပွဲအတွက်ကြိုတင်မဲ့ပေးရမယ်ဆိုပြီး PRP ချင်းချောက်တာတွေလုံနေပြန်တယ်လို့အချင်းတောင်နဲ့နီးစပ်တဲ့အတိုင်းဝန်းကပြောပါတယ်။လက်ရှိအင်းစိန်အချင်းတောင်နဲ့အချုပ်ခန်းမှာရှိတဲ့အချုပ်သားတွေကိုထောင်အနာပိုင်းတွေနဲ့အရာရှိတွေကလက်ရှိစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲ့ထည့်ဖို့နဲ့သူတို့ပြောတဲ့အတိုင်းကြိုတင်မဲ့ထည့်ဖို့ညှင်းဆန်ရင် တိုက်ပိတ်ခံရတာမျိုးတွေပါတဲ့ထောင်တွင်းပြစ်ဒဏ်တွေချမှတ်ခံရမယ်ဆိုပြီးချိန်ချောက်မှုတွေရှိနေတယ်လို့သွေးစင်းညညသောတမကများအဖွဲ့ချုပ်ကထုတ်ပြန်ထားပါသေးတယ်။လက်ရှိအကြမ်းဖက်စစ်တပ်ကလုပ်နေတဲ့ပုံစံဟာအကျဉ်းသားတွေကိုတော့အတင်းကျပ်ချိန်ချောက်ပြီးမှမဲပေးခိုင်းနေတာမျိုးဟာတကယ်ပြည်သူစံနာမဟုတ်ပဲသူတို့စစ်တပ်ကအာဏာတည်မြဲရေးအတွက်မတမာတဲ့ဤပေါင်းစုံတုံးပြီးအတင်းကျပ်ကြံစည်လှုပ်ယူနေရတဲ့ပုံစံသာဖြစ်နေတယ်လို့လေအကျဉ်းတောင်းတဲ့ဤစက်တဲ့အတိုင်းဝိုင်းကပြောထားပါသေးတယ်ခင်ဗျ။ ဖက်မှာလေအကြက်ဖက်စစ်တပ်ကသူတို့လုံမဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကိုအော်တိုဘားလ28ရက်နေ့ကစပြီးရပောင်း60အတွင်းမဲဆွဲစီယုံနိုင်တယ်ဆိုပြီးတော့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကနေကြေညာလာပြန်ပါလေအဲ့ဒီပါဝင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့စစ်တပ်ကတမတ်ထားတဲ့အတိုင်းရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောတာတွေနဲ့မဲဆွဲစီယုံဓာတ်တွေကိုသာပြဋ္ဌာန်းချက်တွေအတိုင်းဆောင်ရွက်ရမယ်လို့လည်းဆိုထားပါတယ် အဲ့ဒီစစ်တပ်လက်အောက်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုသူကတော့သူတို့လုပ်မဲ့အတူရောက်ရွေးကောက်ပွဲမှာမဲဆွဲစီးယုံမဲ့သူတွေဟာစစ်တပ်ကိုထိကိုက်စေမဲ့ဇကားတွေရှောင်ကျဉ်ရမယ်လို့လည်းပြောထားပါသေးတယ်။လက်တော်မှာတော့အကြံဖတ်စစ်တပ်ကလုပ်မဲ့တနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့ရွေးကောက်ပွဲအတူကြီးမှာသူတို့စစ်တပ်နဲ့လက်ဝါးချင်းရိုက်ပြီးပူးပေါင်းထားတဲ့ပါတီ6ခုကအဓိကရှင်ပြိုင်မှာဖြစ်ပြီးအဲ့ဒီတဲကစစ်တပ်လက်အောက်ခံကြံ့ဖို့ပါတီကပဲအမတ်လောင်းတထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်အုံမှာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလိုအကြံပစစ်တကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာလက်ရှိမြန်မာနိုင်ငံတဝက်သူတို့စစ်တကလက်လွတ်ထားရတဲ့တော်လန်ရင်တက်တွေတိမ့်ပိုက်ထားရမြို့တွေမြို့နယ်တွေမပါဝင်ပဲသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာအတင်းကျပ်ပြုတ်လို့ဖို့စီစဉ်နေတာဖြစ်ပြီးတကယ်တကယ်မြန်မာနိုင်ငံမှာပြည်သူတွေတောင်းတောင်းဖြတ်ဖြတ်အားပေးထောက်ခံတဲ့အင်အားကြီးပါတီ NLD ကိုစစ်တပ်ကမတရားဖျက်သိမ်းပြီးမှ 2020ရွေးကောက်ပွဲမှာပြည်သူတွေထောက်ခံမှုမရှိဘဲခွက်ခွက်လန့်ရှုံးခဲ့တဲ့ပါတီတွေကိုပဲအကြမ်းဖက်စစ်တပ်ကဥဆောင်ပြီးအတူရောင်းရွေးကောက်ပွဲကိုပြုလုပ်ဖို့အတင်းအကျပ်စီစဉ်နေတာလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ